ဒီ hybrid inverter ထဲမှာကျွန်တော်ဒီကက်လေးပြမလို့ဘာလို့လဲဆိုရင်တချို့ကမေးကြတယ်ကျွန်တော်တို့ level 3ကိုတန်းတက်လို့ရလားဒီမေးထားတယ်ပေါ့နော်ဒီတန်းတက်လို့ကရတယ်ဗျဘာလို့လို့ဆိုရင်ဘယ်ချိန်မှာလဲဆိုရင်ကျွန်တော် level 1 2ကစာတွေကိုကျွမ်းကျင်ပြီးသားပေါ့နော်နိုင်ငံသားတွေကိုကျွမ်းကျင်ပြီးသွားတဲ့သူဒါမှမဟုတ်အဲ့ဒါကိုအဲ level 1 2တက်ထားတာမဟုတ်ပေမဲ့အရင်ကရက်စာကတည်ပြီးသားလူတွေဆိုရင်တော့ကြော်တက်လို့ရတယ်ဘာဖြစ်လို့လို့ဆိုရင်ကျွန်တော်အဲ့ဒါတွေမသိရင်ဒီမှာသင်ရတဲ့ဟာတွေက ဘာမှတည်မှာမဟုတ်ဘူးအဲကြောင့်မို့အဲတည်ပြီးသားလူကျွမ်းကျင်ပြီးသားလူကတော့ကြောတက်လို့ရတယ်ဘာလို့လဲဆိုလဲဒီတည်းဟာတွေက level 1 2ဟာတွေသင်ခန်းစာတွေပဲပေါင်းပြီးတော့ဒီဆောက်ထားတာဖြစ်တယ်ဒီ hybrid အမတာထဲမှာအဲကြောင့်ဒီတည်းဘာတစ်ခုပြပါဒီကတ်ပေါ့နော်ဒီကတ်ကြည့်မယ်အဲတော့ဒီကတ်ဆိုရင်ဒါ level 1 2ကသင်ခန်းစာတစ်ခုကျွန်တော်ပြပေးမှာလို့နော်အဲ့ဒီမှာရှိမယ်နော် ကပ္ပစီတိုင်းဒတာဒီမှာဆွတ်ချီတစ်ပိုက်ရှိမယ်။အရှိရှိတစ်ပိုက်နှစ်ခုပေါ့နော်ဒီဘက်ကဒီမှာဒါတိုင်အုပ်ပြင်ထွက်သွားမယ်ဒီမှာကပ္ပစီတာရှိမယ်။အဲ့တော့လမ်းကြောင်းကိုကြောကြည့်ရခါမှာအတင်းကနာတည်ပြီးသားဆိုရင်ဒါတွေကတိုင်းလိုက်နေစရာမလိုဘူးပေါ့နော်။အဲ့ဒါလေးကိုပြပေးမလို့။အဲ့တော့ဒီမှာကျွန်တော်လမ်းကြောင်းကြည့်လိုက်တဲ့ခါမှာဒါအနုတ်လမ်းကြောင်းပေါ့နော်ဒါရအထွက်တိဒါအထွက်ကပ္ပစီတာပေါ့ဒီဘက်မှာ ဒါအဝင် capacity ဒီမှာအနှုတ်လမ်းကြောင်းဒီမှာအပေါင်းလမ်းကြောင်းဒါအဲဘန်လမ်းကြောင်းကိုကျွန်တော်တို့တင်ကန်းသာတိုင်လိုက်ကြည့်မယ်ဆိုရင်ဒီကောင်ဒီ data interter ကြီးပေါ့နော်ဒီမှာ data interter ကြီးမြင်ရလားမလားမောင်မင်းဟုတ် data interter ကြီးအဲ့တော့ဒီအပေါင်းဒီ interter တွေကိုရောက်လာမယ်ဒီမှာနော်ဆက်သက်ကြမြင်ရမလို့အဲ့ interter ကနေဒီဘက်ကနေထွက်လာလို့ရှိရင်ကျွန်တော်တို့ဒီထဲကိုဝင်ရမှာဒီ switch ကြီးတစ်ပိုက်ထဲကိုဝင်ရမှာဝင်တဲ့အခါမှာ ဒီဘက်က ground နဲ့ဆက်ပြီးသားဗျာဒါအနှုတ်နှုတ်လမ်းကြောင်းနဲ့ဆက်ပြီးသားဆိုပထမဆုံးဒီ gate ဖြစ်တဲ့အတွက်အလဲနဲ့ဆက်နေရလိမ့်မယ်အဲဒါကြောင့်မို့ကျွန်တော်ဒီမှာဆက်သွယ်ချက်ရှင်းပြပြီးဒီမှာတိုင်းကြည့်လိုက်မယ်မြင်ရမယ်နော်အဲအဲ့ဒီရောက်လာပြီးလို့ရှိရင်ဒီဘက်ကဒီ dial ထဲဝင်မှာ dial မှာ၃ချောင်းပါတယ်၂ချောင်းကပူးထားတယ်ဗောနော်တစ်ချောင်းကအလွတ်အကြအဲ့အဲ့တည်းကဒီရနဲ့ဖြစ်မလားဒီဘေးတွေနဲ့ဖြစ်မလားဆိုတော့ကျွန်တော်တို့ဒီခုနအလဲချောင်းကိုပဲကျွန်တော်ဆက်သွယ်ချက်တစ်ချက်ကြည့်မယ်ဒီကောင်လေးကတိုက်ရိုက်ဆက်ထားတာမရှိဘူး ဒီကောင်းနေရတဲ့ဆိုတာအကြဒီနှစ်ချောင်းနဲ့ဝင်သွားတယ်ဒါဆိုဒီကပြန်ထွက်သွားမယ်အဲ့ပြန်ထွက်သွားတဲ့ကောင်ဒီဒီဘက်ကအထွက်နဲ့ဆက်သွားလိမ့်မယ် attract capacitor ပေါ့နော် attract capacitor ဓာတ်ကောင်းကြီးဆိုတော့ sorry ဒီဒီကောင်းနော်ဒီကောင်းဒါဟိုကငုတ်တယ် output ထွက်မှာငုတ်တယ်ငုတ်တိုင်း terminal ငုတ်တယ်ဟမ်ဒီမှာရှိလားဘောင်းရှိတယ်ဟမ်ဒါပါကျွန်တော်ပြောချင်တာလဲဆိုရင် level 1 2အတင်းငန်းလာတယ်ဒီထဲမှာတကယ်ပါပါတယ်အဲ့ဒါလေးကိုကြည့်ရမှာဖြစ်တယ် အဲကြောင့် level 1 2ကိုကျွတ်ချင်ရင်ဒီ level 3ကိုကျော်တက်လို့ရတယ်ဆိုတော့ပြချင်တာ